အားလုံးပဲမင်္ဂလာပါခင်ဗျာစာရေးသူထားအုပ်တော်ရေးသားတဲ့အနိုင်မဲ့ပကြီးလိုမိရတဲ့ရတဝိထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးကြပါရခင်ဗျာလိုက်ပါနားဆင်ခံစားပေးကြပါအောင်ခင်ဗျာ အနိုင်မဲ့ပကြီးရော့ဦးလေးပူရာပြန်မအမ်းနဲ့တော့နော်စိုက်ကားပေါ်မှာဆင်းရင်လက်ထဲသို့တထောင်တန်တည်းရဲ့ဇိုတင်ထက်လျက်ခတ်တော့ကလေးထွက်သွားသောလူငယ်လေးကိုဦးတန်းဆောင်ကမျက်စိတစုံလာ၍ကြည့်နေမိသည် ပြီးမှစိုက်ကားကိုဂိတ်စီပြန်နှင်းလာခဲ့လိုက်သည်လူငယ်သည်အိုဘက်ရက်ကွက်ထဲတွင်နေသူဖြစ်သည် သူ့စိုက်ကားကိုစီးနေကြဖြစ်ပြီးစီးတိုင်းလည်းစိုက်ကားကကိုပိုပေးမြဲဖြစ်လေသည် သူ့ကိုယ်သာမဟုတ်အသက်အရွယ်ကြီးရင်တော့လောက်ကင်မစားနိုင်တော့အဖိုးအိုအဖွားအိုများကိုလည်းအမြဲပေကံလှူဒန်းနေရှိသူကိုသူမကြကနာတွေ့ဘူးပါသည်လူငယ်ရဲ့မိမာတန့်စင်ဦးဖြစ်ပြီး လူငယ်ကလေးနှင့်တရက်ကွက်ထဲနေသောစိုက်ကားနှင်းပေါ်သူတို့ကိမမိတ်ဆွေဥတင်ဤပြောချက်အရာမောင်တန့်စင်သည်အင်ဂျင်နီယာတက္ကသိုလ်ကျောင်းသားဖြစ်သည်ဟုသိရသည်အိမ်တွင်လည်းတားလိမ်မာတူဖြစ်သည်ဟုဆိုသည်လူငယ်သည်နာမည်နှင့်လိုက်အောင်မျက်နှာကလေးကတန့်ချင်းကြည်လင်နေသည်ငါသားလေးသာရှိရင်ဒီအရွယ်လေးပဲပေါ့ဒီအရွယ်လေးလိုပဲငါသားလည်းအပြောဆိုလိမ်မာရင်ကျရင်ကျပြီးပညာတတ်ကလေးဖြစ်နေမှာပဲ အင်းဒီကလေးသာငါသားလေးဖြစ်လိုက်ပါတော့သူဒီတို့မကြကနတောင်းတတတ်မိလေသည်စိတ်ထဲကဆန္ဒပြင်းလို့ရလာမသည်မောင်တန်းစင်ကိုတားနှင့်တူသည်ဟုသူထင်မိ၏တားသာအရွယ်ရောက်ခဲ့လျင်မောင်တန်းစင်ဤမျက်နှာကြာမျိုးဖြစ်နေမည်ထင်ပါသည်မျက်ကောင်းတူတူနှင့်မျက်လုံးစူးစူးတရံကတားအတိုင်းပဲဟု သူ့ဘာသာသူတေရှာတွေးမိနေတော်သည် အထူးသဖြင့်ထိုကလေးကိုပထမကပင် သူစိတ်ဝင်စားခဲ့မိခြင်းမှာမောင်တန့်စင်သည်မွေးစားသာဖြစ်သည်ဟုသောသတင်းကြောင့်ဖြစ်လေသည်။ကြားကစားကသူ့မှာထိတ်ကနေပင် ဖြစ်မိက မွေးစားမိပါ၏အမည်နှင့် အလောက်အကင်များကို အလင်းစလိုမင်းမိ၏။သူတီထားသည်များနှင့်မကိုက်ညီတော့မှ သူစိတ်တဲကြစွာလက်လျှော့လိုက်ရလေသည်။သူစင်တိုင်းစိတ်သေးကလက်မခံခြင်းသည်။ ဒီရက်ွက်တွင်အစဉ်တစိုက်နေလာခဲ့ပြီးဒီအတိုင်းမှန်ပါသည်ဟု ခိုင်လုံနေ၍သာသူစိတ်ချော့လိုက်ရသည် မောင်သားစဉ်နှင့်တရွဲတွဲနေသောတငယ်ချင်းကောင်လေးတယောက်ရှိသေးသည် ဖုံးမူဟုခေါ်၏ဒီကလေးနှစ်ယောက်အရှိဆုံးတငယ်ချင်းများဖြစ်နေသည်ကိုဥဒန်းဆောင်တခါတရံအံ့ဩမိသည်ဇရိုက်ချင်းက လုံးဝမတူ ဖုံးမူကတထေးသာ မောင်သားစဉ်ပြောဘူးသည်မိဘများက နိုင်ငံသားပြန်ဆရာဝန်တွေတဲ့ ။သားကဖုံးမို့တယောက်တည်းမို့အလိုလိုက်ထားဟန်တူပါသည်။မောင်တန့်စင်နှင့်အတန်းတူအင်ဂျင်နီယာចောင်းသားပင်ဖြစ်တော်လေ။မောင်တန့်စင်လို လူအေးမဟုတ်။အပေါင်းအသင်းစုံ၏။အရက်လည်းတောက်၏။တခါကအမူးလွန်နေသောဖုံးမို့အားမောင်တန့်စင်တွဲခေါ်လာသည်ကိုတွေ့ဘူးသည်။အတောင်များသွားပြီးအိမ်မပြန်မဲမောင်တန့်စင်ထံလိုက်အိတ်မီဟုရစ်နေ၍ခေါ်ခဲ့သည်ဟုမောင်တန့်စင်ကပြောပြခဲ့ဘူး၏။ တခါကလည်းဖဲချုံ၍ဖဲကျွေးဆက်ရန်ဆိုပြီးသူ့လက်ပင်မှရွှေဆွဲကြိုးဖြုတ်ရောင်းမြည်လုံနေသဖြင့်မောင်တန်းစင်ကမတန်တဆနှင့်မယောင်းရန်ချော့မော့ကလူသောငွေကိုခနာရှိထားလိုက်သည်ဟုဆိုသည် ဖုံးမို့တွင်ငွေမရှိပေမဟုတ်မူမူနှင့်ထင်ရလှုပ်ရှင်းမျိုးဖြစ်လေသည်မကောင်းသောအပေါင်းအသင်းများနှင့်ပေါင်းကစိတ်ထင်ရဆိုင်တတ်သည့်အကြောင်းပြောပြခဲ့သည် မောင်တန်းစင်ကမူအယံမပြောနှင့်ဆဲလိုက်ပင်တောက်တီကိုမတွေ့ရဘူး ဒီလိုဇယချင်းဖီလာစန့်ကျင်နေပါလေရဲ့အရှိဆုံးတငယ်ချင်းတွေဟုဆိုနေတဲ့ဖြင့်ဦးတန်းဆောင်အန်အောမိတီမှာမလွန်ပါမောင်တန်းစင်ကမူသူ့တငယ်ချင်းဒီမိဘကအလိုလိုက်ထား၍အပေါင်းအသင်းမှားတာထင်ရလုံနေခြင်းသာဖြစ်သည်ဟုဆိုသည်စည်ရင်တက်ခံကောင်းသူ ဖုံးမှုကို လမ်းမှန်ရောက်အောင်ကြိုးစားထိမ့်ပေးနေခြင်းဖြစ်ကြောင်းလည်းပြောပြဘူးသည်မိတို့ဆိုသည်ဒီလိုအဆိုးသံသောကလေးမျိုးနှင့်ပေါင်းပြီးမောင်တန်းစင်မှာပျက်စီးသွားမည်ကိုတော့ဦးတန်းဆောင် ကကြားမှမစီမဆိုင်ပူပင်မိလေသည် ထိုလူငယ်နှစ်ယောက်ကို မြင်တိုင်းသူသားလေးလည်းမြည်တို့ရှိမိလေဟု မကြခဏတွေးမိတတ်တဲ့ကဲ့သို့သားကိုလည်းအထူးသတိရမိလေတော့သည် အော်နေ့နဲ့ဆက်ကြော်များကြာခဲ့ပြီဖြစ်တော်လေသူရင်ထဲတွင်တော့မနေ့တနေ့ကဖြစ်ခဲ့တယ်လို့ခန်းစားချက်တို့ကရင်ကိုပူပင်းစွာလောင်မြိုက်နေသေးပင်သည်မကြီးရေမောက်ဖတ်လို့သေးလားဟိ အတုတ်ဆိုင်ရှိတွင်ဆိုင်ကားကိုရက်လျက်လှမ်းမေသောခင်ပွန်ဦးသန်းဆောင်၏အတန်ကြောင့်ဒေါခင်မူကမော်ကြည့်လိုက်ရင်လိုတယ်ဖေကြီးအေးခေါက်ဆွဲ90တားလောက်ဝယ်ခဲ့ဩအေးအေးအေးဟုဆိုလျက်ဆက်လက်နင်းသွားသောခင်ပွန်တဲ့ကိုဒေါခင်မူတွေ့တွေ့လေးလှမ်းကြည့်မိသည်ဖေကြီးဒီလိုခေါ်မိတိုင်းသူမရင်ထဲလှိုက်ကနေဖြစ်ရမည်ခင်ပွန်တဲ့ကိုဖေကြီးခေါ်ပြီးသူမကိုသူမမေကြီးဟုတုံတော်ဟုသာတုံတုံနေရသည် ဖေကြီးမေကြီးခေါ်မိတားကလေးကသူတို့ရင်ထဲတွင် မရှိတော့အများမြင်တွင်တားသမီးလည်းမရှိပါပဲအဖေအမေလုံနေပုံကရဲစရာဖြစ်နေလေရောလားမသိတားလေးရှိနေစက မပီကလာပီကလာခေါ်နေကြဖေကြီးမေကြီးဟူသောအခေါ်ဝေါ်လေးကိုသူတို့လင်မယားဆွဲမြဲစွာတုံးလေးရဲ့အလွမ်းပြေနှစ်သိမ့်ခဲ့ကြသည်မှာဘာလိုလိုနှင့်နှစ်20ပင်ကြော်ခဲ့လေပြီ တို့တိုင်သူမတို့အတွက်တော့ယခုအချိန်ထိတမြေအမြင့်နဲ့ရင်ထဲတွင် တနေတဘူခံစားနေရသေးပင်တွင်းရင်ပင်ဒေါခင်မူမျက်ရည်ဝဲလာခြင်းသည်စားသူရှင်းသွား၍ထိုင်ကုန်တွင်ထိုင်ရှားလိုက်ရင်အနည်းရှိကားမှတ်တိုင်စီတို့အမှတ်တမှတ်ငေးကြည့်ကရောက်တဲ့ရရာတွေ့နေမိသည်မတိုင်တွင်ကကားဆောင်နေဟန်တူသောဂျင်းပေါင်းမီနှင့်ကောင်းလေးကိုမြင်တော့တားကိုပို၍တတိယမိလေသည်တားလေးသာရှိရင်ဒီရွယ် အနှစ်20ဝန်းကျင်ပေါ့ထိုဂျင်းမောင်မီနဲ့ကောင်းလေးကို သူမသိပါသည် ခင်ပွန်ဦးတန်းဆောင်ပြောသလို သူမကိုယ်တိုင်လည်းသားနှင့်တူသည်ဟုထင်မိသည်နာမည်က မောင်တန့်စင်နဲ့ခင်မောကဗကြခဏပြောပြလေးရှိတဲ့ဖြင့်လူချင်းမခင်တော့လေသူမစိတ်ထဲတွင်မောင်တန့်စင်ကိုတရင်တနည်းဖြစ်နေမိပြီဒီကလေးနှင့်တွဲတွဲမြင်နေရလေးရှိသော ဖုံးမိုးဆိုသည့်ကောင်းလေးအကြောင်းလဲဦးတန်းဆောင်ပြောပြဖို့သည်တားရွယ်တွေမို့သူတို့ကိုမြင်နိုင်ဒေါခင်မှုမှာ သားကိုပို၍လွမ်းမိလေသည်သို့တော်သူမ၏သားကိုဖုံးမို့လို့သားမျိုးတော့မဖြစ်စေလိုပါသူမ၏ခင်မောင်းကဲ့သို့ပင်မောင်တန့်စဉ်ကိုသာသူမတို့သားကလေးဖြစ်လိုက်ပါတော့ဟု သူမလည်းတောင်းတမိပါသည်သားလေးရဲ့ဘယ်စီမှလဲကွယ်မိကြီးတို့ခြားတာလဲမောလာပါပြီသားရဲ့အင်းမသေးခင်ငါသားလေးကို ပြန်မတွေ့ရပါဦးမလားတွင်ရင်တွင်ရင်စောစောကဝဲနေတော်မျက်ရည်များသည် မျက်လုံးအင်အတွင်းရှက်ချင်းပြည့်ရှင်လာလျက်တပေါက်ပေါက်စီးကြလာလေတော့သည်ဒေါခင်မူတယောက်ထုံးစံအတိုင်းလူမသိအောင်ကြိတ်ငိုနေမိလေတော့သည်တန်းဆောင်နှင့်ခင်မူတို့သည်ရှင်းတွင်းမြေကမ်းပေးကြီးမော်လိုက်မျိုး၏အတွင်းဘက်ခတ်ကြကြရွာကလေးရွာငယ်ကလေးတွင် နေထိုင်ကြသူများဖြစ်သည်တောတဘာဝလေယာလောက်ကန်းနှင့်လင်မယားနှင့်အောင်အေးချမ်းစွာရှိခဲ့ကြသည်တာလီဖိုးထူး၏ရှစ်ဆွယ်မျက်နှာလေးကိုကြည့်ရင်ပင်မသည်များအမောပြေလျက်မောက်တရမ်းမဲ့တရွဲ့ဒိုးတူပောင်ပဲအလုံးလုံးကြ၏ ခင်မူရေဒီနေ့ဓဏီသွားကုန်မယ်နော်ခဏနေရင်သွားကြရအောင်သိပါတယ်ကိုတန်းဆောင်ရဲ့ခင်မူထမင်းတုပ်လည်းပြင်ပြီးပါပြီအားလုံးအဆင်သင့်ပါပဲလေမယားနှစ်ယောက်သားနှစ်နှစ်အရွယ်သားကလေးဖိုးမှုကိုတယောက်တည်းရှိဖို့ရင်ရွာတောင်ဘက်အတော်လန့်လန့်ရှိရှောင်းရိုးအတိုင်းရှောက်ခဲကြသည် ထိုကြောင့်ဒီရှင်တွင်မြေအတွင်သို့စီးဝင်သွားသောရှောင်းဖြစ်သည် သူတို့ကမြေကန်းဆန္ဒအထိသွားကဓဏီခုတ်ကြမည်ဖြစ်လေသည် ဟာငါသားတော့အဖေကြောတလဲအမေပခုံးတလဲစီးလာလိုက်ပြီး အတော်ပင်ပန်းသွားပြီနဲ့တူရဲ့အိတ်တောင်အိတ်ပြော်နေပြီခင်မူကရရင်ကိုတန်းဆောင်ဤကြောပေါ်ကိုမှီ၍အိတ်နေတော့တားငယ်ဖို့တို့ကို အပင်ရိပ်အောက်တွင် အခင်းခင်းထားပြီးရှာတိတ်လိုက်ကိုတန်းဆောင်ဤခင်မူဟိုးဝါတော့မှာမြစ်ဆူကြီးတွေတွေ့ခဲ့တယ်အဲ့ဒါအရင်သွားတူးလာအောင်မယ်အကိုဓဏိတွေခုတ်ချထားနေခင်မူမြစ်တူးပြီးရင်ဓဏိတွေလာစီးပေးမယ်နော်အေးအေးအေး တန်းဆောင်ဓဏီအတော်ခုတ်ပြီးသည့်အထိခင်မူပေါ်မလာသည်သူပြုံးလိုက်မိ၏သူမိမအကြောင်းသူသိပါသည်ခင်မူတယောက်အိမ်စားရံသာတာမကဈေးတွင်တောင်းတွားရောင်းရံမှာမြစ်စုများများရှာတူးနေပေလိမ့်မည် သူတို့လင်မယားသားလေးကိုရှင်ပြုနိုင်အောင်အခုကလေးကငွေစုနေကြသည်မဟုတ်ပါလားတန်းဆောင်ကခုတ်ပြီးဓဏီများကို အစီပြုလုပ်ထားလိုက်၏ခင်မူလာလျင်အသင့်တင်နိုင်ရန်ဖြစ်သည်အင်းအတော်တော်ရနေပြီပဲ ဒီအစည်းတွေကိုမြေကမ်းမပေါ်အလင်းတင်ပြီးနည်းနည်းထားကုန်လိုက်ပြီးရင်တော်တော့ပြီတော်ကြမတင်နိုင်မဲနေဦးမယ်သူတွေးလိုက်ရကစီသာပြီးတော့ဓနေစည်းကို ကောက်ထန်းကကမ်းမပေါ်ကုန်တက်လိုက်သည်ဟာအောင်မလေးသူကဓနေစင်းနဲ့ကာမပေါ်တဲ့သူချလိုက်တော့ကာမစွန်းနေရာကမြေဆိုင်ကဲကဣကနဲ့နှိမ်စင်းသွား၍လန့်ကအော်လိုက်မိသည်ထမ်းသာသောဓနေစင်းနဲ့မို့သူ့ကိုယ်ကိုလည်းမလဲပြုတ်နိုင်အောင်မနေထိန်းထားလိုက်ရသည် တန်းဆောင်အလန်တကြားအွန်လိုင်းမိဒနေ့စင်းနဲ့သူ့ကိုယ်သူမနေထိမ့်ပြီးရက်လိုက်မိစီမှာပင်သူ့ရှေအောက်မှကမ်းပါသည်တောဟောတဖြောဖြောအတန်ပေးကပြိုကျသွားလေတော်သည်တန်းဆောင်ကဆွဲမိစဲရာလှမ်းဆွဲ၏ကမ်းပါးဆောင်တွင်ပေါက်နေသော အပင်ငယ်တစ်ပင်၏အမြစ်ကိုဆွဲလိုက်မိသည်တိုးတော်အပင်ကငယ်နေ၍သူ့ကိုယ်လေးချိန်ကိုကြကြထိုင်းနိုင်မည်မထင်မကြမီအပင်မှာကျွ့၍ပါသွားနိုင်သည်ခင်မူးခင်မူးကဲပါကဲပါအောင်ဟာ သူလန်းអော်သေးသူអော်តាន់ជា၍ធិនទីဇនីဤတဖုတ်ဖုတ်ပြေးလာတော့တန်ကိုကြာရသည်ကိုကိုသန်းဆောင်အကိုခေမူဤဆိုရင်ဒီကြီးអော်តាន់နေအတူအနာတို့အပြေးလွှားရောက်လာပြီမခိုင်းတခိုင်းတစ်ပင်မြစ်ကိုဆွဲခုထားတော့သူ့အားခေမူကဆွဲတင်ရန်ကြိုးစားလိုက်ပြီဟာကြကြကြပြီ ပြိုလဲစားကမ်းမဆောင်မှာလူနေရောင်ရဲ့အလေးချိန်နဲ့လှုပ်ရှားမှုကြောင့်သူတို့နှစ်ဦးရှိနေသောကမ်းမပိုင်းကအောက်ဘက်မြေအတွင်ဟောကနေပြိုကျသွားလေတော့သည်နှစ်ဦးစလုံးမြေအတွင်သို့ပြုတ်ကျသွားလေတော့သည် ပြိုကျသွားသောကမ်းမသောမှာ မြေကိုရေစည်းတန်သောနေရာတွင် ဖြစ်ခြင်းကြောင့်ခင်မူရောတန်းဆောင်မှာမြေရေစည်းနှင့်အတူမျောပါသွားကြသည်ခင်မူခင်မူအတာမျောလိုက်မြေမြေကိုမြေကိုလုံးမကမ်းမစီပြန်ကူး ရေးစည်းအကြောင်းတန်းဆောင်မှာခင်မှုထံရောက်အောင်မနေကူးမကူးနိုင်တဲ့ကဲ့သို့ခင်မှုမှလည်းတန်းဆောင်တန်းဆောင်တာမကတ်နိုင်မြင့်ရည်စည်းနဲ့အတူနှစ်ယောက်သားပါသွားကြသည်မြစ်ပေရှောင်းမေးကြီးလာကြသူများကြီးလာကြသူများအဖို့ရေကူးကျွမ်းကျင်ကြ၍ကိုဖော့ပြီးရေးစည်းအတိုင်းခိုလိုက်နိုင်ခဲ့ကြသည်အတော်ဝေဝေရေးစည်းချောင်းလွတ်တည်နေရာရောက်မှ ကမ်းမားစီတို့နှစ်ယောက်သားပြန်ကူးတက်နိုင်ကြသည် ကမ်းမရောက်တော့အမောမမပြေသေးခင်ဓဏိခုတ်ရနေရာတွင်အိပ်ပျော်၍ကြံရိတ်ခဲ့သောသားငယ်ကိုစိတ်ပူကာနှစ်ယောက်သားအပြေးပြန်ခဲ့ကြသည်မြေကံပေတစ်ပင်ချုံပင်များနှင့်လမ်းမရှိသောတောတွင်ဖြစ်ရာကမ်းမတစ်လျှောက်ကိုယ့်ပတ်ချောက်သွားခဲ့ကြသည်ဟင်တတတဖို့သူဖို့သူမရှိတော့ဘူးသားကိုတိတ်ထားခဲ့သောနေရာအရအပင်ရိပ်တွင်အိတ်ကြံခဲ့သောသားဖိုးထူးကိုမတွေ့ရတော့ တန်းဆောင်တို့လင်မယားမှာပြာစေကဟိုဒီလျှောက်ကြည့်ရင်တားကိုတကြောကြောခေါ်ရင်လိုက်ရှာကြသည်ဘယ်မှမှမတွေ့ထိုနေရာတစ်ဝိုက်သည်တားကောင်များကြက်စားသည့်နေရာနေပဲမဟုတ်ဟူ၍တားကောင်ဆွဲသွားခြင်းတော့မဖြစ်နိုင်မြစ်ဘက်သွားရင်မြစ်ထဲကျသွားနေသလားဟုရင်မီးတောက်လျက်တားကိုလိုက်ရှာကြသည်မှာနေမုံတိမ်းဆောင်သည့်အထိပင်ဒီနေရာက လူသွားလူလာရှိသည့်နေရာမျိုးမဟုတ်၍မင်းမြန်းစရာကလည်းမရှိတားငယ်ကပျောက်ရှင်းမရပျောက်သွားခဲ့လေပြီ။ နောက်ဆုံးမြည်သည့်နေရာတွင်မှမရှိကြတော့အခါခင်မှုမှာငိုရင်းတက်၍တတိလက်မေမျောသွားခဲ့သည်တန်းဆောင်မှာလည်းတားအပူအပြင်ဇနီးအားတတိလက်အောင်ပြန်လဲ၍ပြုစုရသည်ဇနီးကတတိပြန်လာခဲ့သည်ရှိတော်လေတားစိတ်ဖြင့်ကြောင်တောင်တောင်ဖြစ်နေ၍ဇနီးတဲ့ကိုပွေ့တက်လက်တွဲတဖုံဖြင့်ရွာသို့ရောက်အောင်မင်းပြန်ခဲ့ရသည် ခင်မူဒီတားပြောင်းအပူဆောင်က လာပေါင်းများစွာမယူးယုံတမဲလူမမာလုံးလုံးဖြစ်ခဲ့ရတယ်လို့တန်းဆောင်မှာတော့တားဘူးမရားဘူးဖြစ်စီလေးရဲ့အယူကြီးမဖြစ်ယုံ ရှိခဲ့လေတော့ဒီခလေးကမြအမြဲတည်းကြကတေချာလေးပြီလားဟုမြေရိုးတခြားရွာများတွင် လိုက်လံဆုံဆန်းခဲ့တော်လေမိသည့်နေရာတွင်မှခလေးအလောင်းတွေ့သည်ဟုသောတည်င်းမကြရာထို့ကြောင့်မြေတွင်ကြသွားခြင်းတော့မဖြစ်နိုင်ဟုမျှော်လင့်ခဲ့ရလေသည် သို့တော့သားနှင့်ပတ်သက်၍တခြားသတင်းကိုလည်းထပ်မံဆုံးသမ်း၍မရတော့သူနှင့်တနေ့ခန့်အကြာမြစ်ခြေရွာတရွာတို့တန်းဆောင်အသွာခရီးသွားဟန်လဲမေးမြန်းကြည့်ရပါပြီးခဲ့သောနေ့ကတက်တော်ဝန်ထမ်းတောကောင်းတို့ကမြင်းအင်းတွင် ခလေးတယောက်တွေ့ကခေါ်ဆောင်သွားခဲ့ဘူးသည်ဟူသောတည်င်းကိုမမျော်လင့်ပဲရလိုက်သည်သို့တော်မြေသူမှတေချာမပြောနိုင်ပဲတစင်စကားသာဖြင့်ကြားရကြားရသည့်ပုံစံမျိုးဖြစ်လျာ တရင်ကထိုထက်ပို၍စုံစမ်း၍မရမရတော့ပါဘီနောက်ဆုံးတွင်သူတို့ဇနီးမောင်နှံမှာတားအရိတ်လွှမ်းသောရွာတွင်ရင်တနေနေနေမနေလိုကြသည်ကတကြောင်တားတရင်ကိုစုံစမ်းရင်ရှားလိုသည်ကတကြောင်ကြောင့်ရေကြီးရာမျက်နှာပြောင်းရွှေ့လောက်ကန်စားတော့ရင်ရောက်ရာရက်တွင်တားကိုချားရင်းဖြင့်နောက်ဆုံးရန်ကုန်သို့ရောက်လာခဲ့ခြင်းဖြစ်ပါတော့သည်ဦးတန်းဆောင်ကစိုက်ကားနင်းလာရင် အတိတ်ဤနာကျင်စရာများကိုတတိတန်းကြီးတွေ့လာမိ၏ ဥလေဟိုစောက်လုံရင်ဝင်းဟောင်းဆိုတာဘယ်နားမှာလဲသူ့ဆိုင်ကားနီးလာရက်ပြီးလှမ်းမေးတော့ကားနေကလေးပေါ်မှာလူငယ်ကိုဥသန်းဆောင်လှည့်ကြည့်လိုက်သည်ဟိုချေနှစ်လမ်းကျော်ရင်ညာဘက်ချိုးတက်တက်ဆက်မောင်းသွားရေမြောင်းကြီးနားမှာရှိတဲ့ဝင်းပဲကွသူကလမ်းညွန်လိုက်ပြီးကားအတွင်းသို့အမှတ်အမှတ်ကြည့်လိုက်မိသည်ရှေ့ကန်းတွင်နှစ်ယောက်နောက်ကန်းတွင်သုံးယောက်ထိုင်နေသည်အားလုံးမှာအယက်မူးနေကြဟန်ရှိ၏ လူပြတ်တဲ့လူဝင်းကိုဘာလို့ဖို့မေးတာပါလဲထိုဝင်းဒီရက်ွက်ဤအစုံသောအပိုင်းတွင်ရှိရခင်ကငါးတက်အစာအုပ်တစ်လုံးဆောက်ရန်ဖြစ်သည်နောက်ပိုင်းအုံမြချတိုင်းထူအကျန်းထယ်တက်ခါနီးမှမြေကိစ္စပြဿနာပေါ်ပြီးဆက်မဆောက်ပဲရက်သွားသည်ဟုပြောကြ၏ဆောက်လို့ရေးဝင်းဟောင်းဟုအလဲခေါ်ကြသည်ပိုင်ဆိုင်မှုအမှုကင်ဖြစ်နေသည်ဟုဆိုသည်ဝင်းဤဟိုဘက်တွင်လူနေအင်ချင်မရှိပဲရေမြောင်းကြီးသာ ရှိတော့သည်ဖြင့်အသွားလာကျဲလေသည် ကားနီကလေးကဝူကနေမောင်းထွက်သွားသည်ဥတန်းဆောင်က စိုက်ကားကိုဖြက်လန်းစီချိုးကွေးလိုက်သည်သူစာနေပြီအိမ်တို့မြန်မြန်ပြန်ရောက်ရင်လူချင်းသော ဖြက်လန်းဘက်ကနင်းသွားပြီဟုစိတ်ကူးကနင်းလာရင်သူစီးသွားကျင်လာသည် သူက စိုက်ကားကို ရက်ကလမ်းပြီးအောက်ဘက်ခြုံတော်စီတို့တွုံးဝင်ပြီးစီးထိုင်သွားနေသည်ဖြက်လန်းအတွင်းသို့စောစောကကားနီလေးဝင်လာသည်ကိုလှမ်းတွေ့လိုက်ရသည် ကားလေတူချီယာချုံချုံလောက်တွင်ရက်သွားပြီးရှေကမ်းမှလူငယ်နှယောက်ဆင်းလာသည်လမ်းမေးချီလမ်းပြင်ရန်ချထားသောဂဝန်ကြောက်ပုံမှကြောက်တုံးခကြီးကြီးလေးငါးခဲကိုကောက်ယူလိုက်ပြီးနောက်ခမ်းမှလူငယ်နှဦးထံလှမ်းပေးနေသည်ကိုလည်းမြင်ရသည် နောက်တစ်ယောက်ကလမ်းပေးမှဝဆေပိုင်းကျိုးတစ်ခုကိုကောက်ယူလိုက်ကကားထဲမှလူများနှင့်စကားပြောနေလေသည်သူတို့အုပ်စုသည်အောက်ဘက်ချုံခွဲတွင် ထိုင်လျက်စီးသွားနေသောသူကိုမြင်ပုံမရ သူတို့၏အပြုမူများကထူးဆန်းနေသဖြင့်ဦးသန်းဆောင်စိတ်ဝင်စားသွားသည်ဒီကောင်လေးတွေတစ်ခုခုတော့တစ်ခုခုပဲသူကခြေတန်းလုံးလုံးဖြင့်ထိန်းလျှောက်ရင်းရှုံများကို အကာအကွယ်ယူကာကာနီကာနီနာကာနီနာအနီရှုံတစ်ခုစီသို့ထိုးကပ်သွားလိုက်သည်ဒီကောင်ကိုဒီတခါအသေးချမှာကွာဒီကောင် လူပါဝါတာကြပြီနိုင်ငံသားပြန်ဆရာဝန်သားဆိုပြီး လူတွင်ကျလှုပ်ရှင်တဲ့ကောင် သူ့ခုသူတထေးသားဆိုပြီးဟေးဘာတထေးသားမှမဟုတ်ဘူးကွာဆရာဝန်ကြီးသားအရင်လည်းမဟုတ်ဘူးအဲ့ဒါသူ့မိဘအရင်နေမှာမဟုတ်ပဲဟင်သူ့မိဘအရင်နေမဟုတ်ဘူးအေးမဟုတ်ဘူးဒီကောင်းကိုငယ်စဉ်ကတည်းကဆရာဝန်လေးမယားကမွေးစားခဲ့တာသူ့ကိုမော်လိုက်မြူနာကရှင်းတွင်းမြေပေးမှာကောက်ခွဲရတာတဲ့နှစ်နှစ်သားလောက်ပဲရှိအောင်မယ်တဲ့ ရှမ်းအင်းကြီးအနီးကွက်ကလေးနဲ့ရှုံနေကြမှာတိုးရင်ငိုနေတာတဲ့မြေကန်းတစ်ဖူးမှာတွေ့တာနဲ့ခေါ်လာခဲ့တယ်ဆိုတာပဲဦးတန်းဆောင်မှာမိုက်ခနဲဖြစ်သွားသည်ရင်ထဲမှာလည်းတဒိတ်ဒိတ်ခုံလာသည်ဖះဖះရှင်တွင်းမြေကန်းမေကတွေ့တွေ့လာတာဆိုတာပဲလားရှမ်းအင်းကြီးအနီးကွက်ကလေးနဲ့တဲ့ตาမှာตาပဲသူတို့လင်မယားအနှစ်နဲ့လာလာကနေအနှံ့စုံစမ်းချပွေလာခဲ့တာဘာတဲ့င်းမှမရခဲ့တာအခုမှတိုက်တိုက်ဆိုင်ဆိုင် သူကကောင်းလေးကို ထွက်မြေးမည်ဟုကြံရွယ်လိုက်စဉ်ကောင်းလေးများထံမှစကားသံကြားလိုက်ရသည်ဖြင့်ဆက်၍နားဆွေးမိသည်မင်းဟာတေချာလာကြည်လားကွာဘလို့လို့တည်တာလဲကောင်းရတဲ့လူကငါဦးလေးလေသူတောကောင်းလုံးတုံးကရှင်းတွင်းမြစ်ထဲမော်တော်ဘုံနဲ့သွားရင်ကန်နဘူးမှာသွားနေတဲ့ခလေးကိုလှမ်းတွေ့လို့မြစ်ထဲကြမှာဆိုလို့ကန်းကပ်ပြီးကြည်တာတဲ့တခြားဘသူမှလည်းမတွေ့တာနဲ့ခလေးတယောက်တည်းငိုနေတာတွေ့လို့မော်တော်ဘော်တင်လာခဲ့တယ်ဆိုတာပဲ။ အနာကရွာတွေမေးကြည့်ရောလဲမတိကြလို့မျိုးပေါ်ခေါ်လာရင်ဒီဆရာဝန်တွေများက ခလေးမရှိတော့မွေးစားကျင်နေဆိုပြီးတောင်းယူသွားတာတဲ့မင်းအဲ့ဒါကိုဘာလို့စောစောသေးသေးမပြောပြတာလဲငါတို့ဒီကောင်နဲ့ညှိနေတာကြာပြီဟာကိုဟာငါလည်းမနေ့ကမှသိတာလေငါဦးလေးကမနေ့ကလောက်ကိစ္စနဲ့ရန်ကုန်လာရင် တို့အိမ်ဝင်လာတာဒီကောင်မိဘဆရာဝန်တွေအကြောင်းစကားဆက်မိရင်ကဒီကလေးကဖုံးဖို့ဖြစ်နေမှန်းသိရတာ မင်းတို့ကိုပြောမလို့ပဲဦးတန်းဆောင်ရင်ထဲတွင်ဗယံပဒါခုံနေလေပြီဖုံးမှု ဖုံးမှုဆိုပါလားဟင်းဒါနဲ့များစိန်တကက်ရောင်နဲ့ပားပြောင်ပြီးဒီကောင်လူတွင်ညံလောက်နေတယ်တွေးကြသေးတာပေါ့ကွာတို့စီကနိုင်သွားတဲ့ဖဲဝမ်းအကျွေးတွေတို့ဘော်ဒီကောင်ကြောခဲ့တာတွေအတွက်ဒီကောင်သေးကိုအစားပြန်ယူကြမယ်ဒါတဲ့ဒီကောင်ဝင်းနဲ့လာပါမလားကွာ လာမှာပါကွာသူ့သူငယ်ချင်းတန့်စင်ခေါ်ခိုင်းတယ်လို့ဆိုပြီးညာခေါ်ထားတာပဲကဲလာလာလာတက်ကြမယ်သွားမယ်ဒီလောက်ရှိဒီကောင်ရောက်နေရောပေါ့ဥဒန်းဆောင်ဇက်ရည်လဲသွားခဲ့လေပြီသူရှုံတော့တွင်မှတိုးထွက်ကတာလန်းပေါ်သို့ပြေးတက်လိုက်သည်ကားနေကလေးကဝူကနေမောင်းထွက်သွားသည်ကိုတွေ့လိုက်ရပြီသူမမီလိုက်တော့ပြီသူခေါ်လိုက်တံကိုလည်းမကြကြတော့သူသူဘာလို့ရပါမလဲမထင်မှတ်ပဲကြားလိုက်ရတော့စကားများက သူ့အသည့်စိတ်ကိုနောက်ကြည့်သွားအောင်ထိုးနှက်ခဲလိုက်ချေပြီမယုံနိုင်စရာပါလားတာတာဖုံးမို့ဆိုတဲ့ကောင်လေးကငါတာငါတာတဲ့အိုးဖះဖះဖះတားကိုသူတို့သူတို့ကရံမျိုးရမလို့တားကိုသူတို့တတ်မယ်ဆိုပါလားဦးသန်းဆောင်ကြာကြာမတွေးမနေအားသူတားရမည်တားမှဖြစ်မည်ဦးသန်းဆောင်သူ့ဆိုင်ကားစီတို့အပြေးလွှားနေလိုက်သည် ထိုဝင်ထိုဝင်းတို့တာလန်အတိုင်းစိုက်ကားနင်းသွားနေလျင်ကြာအုံးမီကိုတွေးလိုက်မိတော့သူစိုက်ကားပေါ်မှာကြပြားကြရာခုံဆင်းလိုက်မိသည်ယခုဂုံကျော်ကလေးစီကဖြတ်ချောင်းရင်ရေမြောင်းစီတန်းရောက်နိုင်သည်သူချက်ချင်းဆုံးဖြတ်လျက်ဂုံကျော်အတိုင်းဒိုးစင်းကရှုံမြားကိုတွတ်ဒိုးခွေကမြောင်းစီပြေးလေတော့သည်စုများချုံများတက်ကိုင်းများနဲ့ရှင်းမိရှားမိတွေကိုဂယုမပြူနိုင်ဂယုမပြူအားမြောင်းပေါင်ကို ကုတ်ကန့်ကြောတတ်သည် ။မြောင်းပေါင်သည်လူတရခန့်အမြင့်ကြော်ကြော်ရှိပြီးကုတ်တွေစရာလည်းရှိမည်မဟုတ်။မာကျော်သောအင်္ဂလိအင်္ဂလိအုပ်သားများကိုတားသောဖြင့်လက်ဖြားတထောင်ဒူရှိသည်မကိုအားနှင့်မိသောမျိုးပုံတက်လိုက်မိသည်မသိတော့။ပေါင်ပေါ်ရောက်တော့သူရဲ့လက်ထိတ်များတထောင်စင်းနဲ့ဒူပေါင်တို့တွင်သွေးအရေးများနဲ့ဖြစ်နေလိုတော့သည်။မြောင်းပေါင်ပေါ်မှခုံအစင်းတွင်ပင်ရံပွဲကိုသူလှမ်းတွေးလိုက်ရသည် ်ဂဲများဒုံများဖြင့်တားကိုသူတို့ဝိုင်း၍ထိုးနှက်နေကြလေသည်တားတားဖိုးသူဖိုးသူတားအဖေလာပြီသူနှုံးမှမြည်တို့អော်ပြောနေသည်ကိုပင်သူသတိမထားမီអော်ရင်ဟင်ရင်နေပင်ရံပွဲအတွင် အတင်းအတင်းပြေးပြေးဝင်သွားမိလိုက်သည် အနည်းတွင် တွေ့ရသောတေသားပိုင်းကျိုးတစ်ခုကိုကောက်ကာရံပြူသူလူငယ်တစုကဂမူးရှူရိုးတိုက်ခိုက်နေ၏ မိုးရီသွေးကြွနေသောလူငယ်များကိုဆွဲလဲတားမြစ်ရန်အရှင်နေက မပေးတော့သဖြင့်အများဤရန်ပြူတံကိုတယောက်တည်းခုခံနေရသောတားဘက်မှသူဝင်၍ကာကွယ်ရတော့သည် သူမျက်လုံးထောင်းတွင် သွေးများရဲနေသောတားကိုတရင်တရင်တွေးလိုက်ရသည်တားပြေးပြေးပြေးတော့သူအော်သည်လက်ထဲမှဒုတ်ဖြင့်မဲမဲမြင်ရာဟန်တာရိုက်ရှာမိလိုက်သည် ဖို့သူတားပြေးပြေး တပတ်လူငယ်များမှလည်းတားရွယ်များဖြစ်ကြတဲ့ဖြင့်ဥတန်းဆောင်မှကာကွယ်ဟန်တားရုံများသာပြုလျက်ပြင်းပြင်းထန်ထန်မလုပ်ရပါတားကိုပြေးရန်သာအဆက်မပြတ်အော်မိ၏သူကညာနေသည်ဖြင့်သူတွင်သာအထီးများလျက်ခေါင်းကိုတို့တွင်ဒဏ်ရာများပွနေပြီစူညာအော်ဟစ်တံများကြောင့်ထင်သည် ဝင်းရဲ့ပြင်ပတ်ဟိုးလမ်းမစီမှလူများပြေးလွှားနေတန်ကြားလိုက်ရ၏တပတ်လူငယ်အုပ်စုမှလည်းလူတန်များကြောင့်ကားစီပြေးသွားသည်ကိုတွေ့လိုက်ရသည်သို့တော့တားနှင့်လူငယ်တယောက်က ထွေးလုံးတပ်ပုတ်နေစေဦးတန်းဆောင်နှမ်းကြည့်တွင်ပင် ထိုလူငယ်ကရိမ့်ရိုက်နေသောသားကိုတွန်းပြစ်လိုက်ကအနီးမှခေါင်းဝေါ်ကြောက်ခဲဖြင့်သားကောင်းကိုရိုက်ချလျက်ဟန်ပြင်းနေသည်ကိုတွေ့လိုက်ရသည်သားကိုထိမိစိုးရင်စိတ်ဖြင့်ဦးတန်းဆောင်ကတတိပေးအော်ဟစ်ရင်းထိုလူငယ်နှင့်သားကြားသို့ပြေးဝင်လိုက်မိသည်လူငယ်ကသားကောင်းစီသို့ရိုက်ချလိုက်သောခေါင်းဝေါ်ခေါင်းဝေါ်ကြောက်ခဲသည် ကဝင်ကြောက်ခဲရိုက်ချက်သည်တားနှင့်လွဲကဥတန်းဆောင်ဤခေါင်းပေါ်သို့အချိန်ပြင်းစွာဆရာမများကဒေါခင်မှုကိုပိုးတက်ထားသောစေးယုံဝိဆုံအစိမ့်ကြီးဝှက်ပေးသည် မကြခင် ခွဲကန်းသို့သူမဝင်ရတော်မီတခါမြခွဲစိတ်ခြင်းမခံရဘူးတော့လေသူမမကြောက်ပါသူမဤယောဂအမျိုးမျိုးကြောင့်ခွဲစိတ်ရမည်ဆိုပါလျှင် သူမကြောက်ကောင်းကြောက်မီထင်ပါသည်ယခုမူကြောက်ဖို့ဝေး၍ဒေါခင်မှုမှာပျော်ရွေ့ပင်နေသည် သူမဤကြောက်ကွက်တချမ်းကိုအနှင်းနှင့်လာလာကခြာပွေခဲ့ရသောနှစ်ပေါင်း20ကျော်မြောက်ပျောက်ဆုံးဝေးကွာနေခဲ့ရသောတာအတွက်ပေးရမည်ဖြစ်သည်ဖြင့်သူမပျော်နေခြင်းဖြစ်သည်ရံပွဲတွင်ရရှိခဲ့သောဒဏ်ရာတန်ကြာများကြောင့်တာဖုံးမှုဖို့သူဤကြောက်ကွက်တစ်စိတ်တစ်ပိုင်းပျက်စီးသွားခဲ့ရသည် အစားတို့လဲလဲပါကတားအသက်ရှင်နိုင်မည်ဟုဆရာဝန်ကပြောပြခဲ့၏တို့ဖြစ်၍တားအတွက်သူမ၏ကြောက်ခွက်တချမ်းကိုသူမပေးလူမည်ဖြစ်ပါ၏ကြောက်ခွက်လူတန်းချင်းမှာ လူတိုင်းလူ၍မရလူနာနှင့်မိဘမောင်နှမစသည်ဖြင့်နှီးဆက်သောဆွေမျိုးများဖြစ်ရန်လိုပြီးလူနာ၏ခန္ဓာကိုယ်ကလက်ခံနိုင်မှ ခွဲစိတ်မှုအောင်မြင်နိုင်သည်ဟုသိရသည်ဒေါခင်မှုမှာတားဤလိုရချက်နှင့်ကိုင်ညီနေသည်ကိုပင်ဝမ်းသာမဆုံးဖြစ်နေကြလေပြီ။ နှစ်ပေါင်းများစွာကွဲကွာနေခဲ့ရသောတားဤအသက်ရှင်ရေးအတွက်သူမ၏ကြောက်ခွင့်အားပေးခွင့်ရလိုက်ခြင်းကိုပင် PD ကြီးစွာဖြစ်နေမိတော်သည်ကြောက်ခွင့်တရားမျှတာမဟုတ်သူမခန္ဓာကိုယ်မှာမြည်သည့်အစိပ်ပိုင်းကိုမဆိုတားအတွက်သူမပေးနိုင်သည်သူမတေလိုကတေပါစေတော့ဒေါ်လေးမူဒေါ်လေးမူဟိုဟိုစောက်လို့ရင်ဝန်းအောင်ထဲမှာဦးလေးတန်းဆောင်လို့ရံပွဲဖြစ်ဖြစ်ကြလို့တဲ့ ရက်ကွက်မှလူငယ်လေးများအပြေးလွှားလာ၍သတင်းပေးမှုကြောင့်အာအသင်ကအတုပ်ဆိုင်ကိုပြစ်ထားပြီးထော်ဝင်းစီအထိတ်တလန့်ပြေးသွားခဲ့သည်။သူမရောက်တော့ဦးတန်းဆောင်မှာတွေးတန်ရဲရဲဖြင့်တတိမိနေလေသည်။အနည်းတွင်လည်းဖုံးမိုးဆိုသောကလေးကမေမျောလျက်လူများကဝိုင်းဖန်ထားကြသည်ဆိုသောလူငယ်တို့နှင့်ကားနေကလေးတစ်စီးကိုလည်းတွေ့ရသည်။ဦးတန်းဆောင်လူအေးကဒီရံပွဲအချုပ်ထဲမြည်တို့ပါဝင်သည်မသိ။ မိတို့ဖြစ်သည်ဟုတေချာမသိရသေးပဲရက်ွက်ချီလူများရောက်လာတော့ရောက်လာတော့ရဲများအကူအညီဖြင့်စေယုံတို့ရောက်ခဲ့ရသည်နောက်ပိုင်းတွင်တဆန်ရရဲများ၏ပြောဆိုပြောပြချက်အရအပြင်ဖုံးမို့၏မိဘများဟုဆိုသောဆရာဝန်ကြီးဇနီးမောင်နှင့်ရောက်လာကမှမယုံကြည်နိုင်ဖွယ်ရာအကြောင်းစုံကိုသိလိုက်ရလေတော့သည်တဖက်ကရန်စလူငယ်များ၏အစစ်ခံချက်များ ဆရာဝန်မောင်နှံဤပြောပြချက်များမှတစဉ်ဖုံးမှုမှာသူမတို့ဤပျောက်ဆုံးသွားခဲ့သောတားဖို့သူဖြစ်နေကြောင်းဒေါခင်မူအာအားသင့်တိခရရလီသည်တွေ့မဲ့တွေ့တော့တားသည်ဒေါခင်မူတို့လင်မယာတောင်းတခဲ့သောမောင်တန့်စဉ်လိုတားမျိုးမဟုတ်ခဲ့သူတစေတားကိုမမျော်လင့်ပဲတွေ့လိုက်ရပြီဖြစ်ဖြစ်ချောင်းနိုင်စားပြမရနိုင်အောင်ဒေါခင်မူပြောသည် ို့တော့တားဖြစ်သူမှာဒံယာဗလဘအပြင် ထိခိုက်ထားသည့်ကြောက်ကတ်ကိုအရေးတကြီးအစားထိုး၍အသက်ရှင်အောင်ကုသရန်လိုသည်ဟုဆရာဝန်များကဆိုသောအခါသူမ၏စိုးရင်သောကကငယ်ထိတ်သို့ဆောင့်တက်သွား၏ထို့မှတားအတွက်လိုအပ်သောကြောက်ကတ်ကိုသူမပေးလွန်ခွင့်ရလိုက်သောအခါပီတိကြီးစွာဖြင့်ဒေါခင်မူပျော်ရန်ပျော်ရပြန်သည် တဖန်ခေါင်းတွင်ပြင်းထန်သောဒံယာရရှိထားပြီး တကိုယ်လုံးထိခိုက်ထားသောခင်ဘုံဦးတန်းဆောင်၏အသက်ကိုဆရာဝန်များကတေမင်းနှင့်အပြိုင်လူနေရသည်ဟုဆိုပြန်သောအခါခင်ဘုံအတွက်မရှိတင်ခဲ့ဖြင့်သူမယင်ဆို့သွားခဲ့ရပြန်တော်သည်မိဘယင်ခွင်နှင့်မိမြပင်ဝေးကွာခဲ့သည်ဖြစ်စီတားဟူသောအတီကလေးတစ်ချက်နှင့်ပင်မိဘတို့၏မြေတားသည်တသွင်သွင်စီးသေးနေသောမြေရည်လားအတားအဆီးမဲ့စုံခဲ့စီးခဲ့လေပြီ။ တားဟိုဒီအတိကလေးနဲ့ပင် အဖေဖြစ်သူကိုတန်းဆောင်ကတားကိုကယ်တင်နိုင်ရန်မိမိအသက်ကိုပင်မငတ်ကွက်ပဲရဲရဲဝံ့ဝံ့ကြိုးပမ်းခဲ့ပါ၏ခေမောဖြစ်သူကရံပွဲတွင်တားဖို့သူဟုခေါ်ခဲ့ပြီးပြောခဲ့သည်ဆိုခြင်းကြောင့်တားဖုံးမှုကိုသူသားမှန်တည်သွားခဲ့ပြီဖြစ်ကြောင်းသိရှာသည်ခေမောဖြစ်သူကမိတို့မျိုးပုံတိရှိသွားခဲ့မှန်းတော့ဒေါခင်မူလည်းမသိရသေးပါဆရာဝန်များ၏အသက်လူ့ ကုသမှုကိုခံယူနေသောခင်မုံဖြူသူကအကြောင်းရင်းကိုပြောပြနိုင်စွမ်းလည်းမရှိသေးပါတို့တစီခင်မုံဦးတန်းဆောင်ဒီလေမိမိကဲ့သို့ပင်တားအတွက်သူ၏အသက်ကိုပေးရစေဟူသောမေတ္တာအနန္တနှင့်ဒေါခင်မှုမှာကြည်နူးစွာ ပြုံးလိုက်မိပါသည်အကယ်၍ကံအကြောင်းကြောင့်ကြောင့်ခွဲဆက်ရင်းသူမတည်ဆုံသွားခဲ့သည်ဖြစ်စေဆရာဝန်များက အသက်လူကုသနေရသောတဖက်ခန်းကြီးခင်မုံတဲ့ဦးတန်းဆောင်ဒီလေ ရှင်သင်မင်းကိုအရှုံးပေးလိုက်ရသည် ဖြစ်ပါစေလူโซကလေးအဖြစ်တတ်မှတ်ခံထားရသောตาဖိုးသူတစ်ဖြစ်လေตาဖုံးမို့သည်မိခင် ဖခင်ရင်တို့ဤမြေတားမွေးစားမိဘများဤမြေတားများကို နားလေသိရှိပြီးအမားများကိုပြုပြင်၍လူကောင်းလူတော်ကလေးဖြစ်ခဲ့ပါလေယသူမတို့တေးရလျင်လဲတေးပြောပါပြီပျော်ပျော်ကြီးတေးလိုက်ပါမည်ဒေါခင်မူမာတွင်နှလုံးအားနေသည့်ယောဂရှိပြီးဆရာဝန်နှင့်ကုနေရသူဖြစ်၏ သူမ၏နှလုံးအခြေအနေသည်ယခုလိုခွဲစိတ်မှုတံကိုခံနိုင်ရရှိမရှိဒေါခင်မူမသိပါဒီအကြောင်းကိုသိကြလျင်ဒါအတွက်သူမ၏ကြောက်ကောက်ကို ပေးလိုခွင့်မရမည်ကိုဆိုတဲ့ဖြင့်ယခုခွဲစိတ်မြည်ဆရာဝန်ဆရာမများအားသူမ၏ယောဂအကြောင်းဖွင့်ဟ၍မပြောခဲ့ပါ အရေးကြီးဒီကတားသက်ရှင်ဖို့သာဖြစ်လေသည်ခွဲစိတ်မှုတံကိုသူမမခံနိုင်၍အသက်ဆုံးရလဲမမှုပါဘီမိသူမျှဒီအကြောင်းသိရန်လဲမလိုတော့ပါဘီ ဒေါခင်မူပြုံးပြီးရင်ပြုံးလိုက်မိသူမခွဲကန်းဝင်ရန်ခေါ်လာတော့တွန်းလဲပေါ်သို့ပီတိအဖြစ်ဖြင့်ရဲရဲဝုံးဝုံးကြီးလှမ်းရှားလိုက်လေသည်ထာမူကြီးတိန်ဝင်းနှင့်သူတိန်ထွန်းစီစဉ်သောအကျဉ်းထောင်သူရဝရတဝိထုတို့များစာအုပ်မှာထားအုပ်တော့ဟုတ်ကဲ့ပါခင်ဗျာဝိထုတို့လေးကတော့ဒီတင်မဲ့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာ ဒီနေ့မှအချိန်ပေးပြီးဝင်ရောက်နားဆင်အားပေးကြသူကျွန်တော်တို့ရဲ့ညီကောင်မတော်မတူတယောက်ချင်းဒီတိုင်းကိုကျေးဇူးထူးပင်တင်ရှိပါရခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတော်မများအားလုံးကိုစိတ်နှပါရှင်လန်းချမ်းမြေ့ကြကဘေးပြာပေါင်းမှာကင်းဝေးကြပါစေခင်ဗျာ